YWD online media ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဩကလာပါစေတော်မြတ်ကြီးမှာ54ကြိမ်မြောက်မိုးကုတ်ပြဒနာ9ရက်တရားစခန်းကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးတောင်ကလာပါမြို့နယ်ကျက်သိရေးဆောင်ဩကလာပါစေတော်မြတ်ကြီး68ဆုဖျားနဲ့အောင်တော်မူစေတော်မြတ်ကြီးမဟာမုဏိဓမ္မယုံကြီးမှာ 54ကြိမ်မြောက်မိုးကုန်ပြဿနာ9ရက်တရားစခန်းကျင်းပပါတယ်။အဆိုပါမိုးကုန်ပြဿနာ9ရက်တရားစခန်းကိုကောစာတက်ကြေ1389ခုနှစ်ဒေါ်လာ29ရက်နေ့2025ခုနှစ်နိုဝင်ဘာလ28ရက်နေ့ကနေကောစာတက်ကြေ1389ခုနှစ်နဒေါ်လာပြည့်နေ2025ခုနှစ်ဒီဇင်ဘာလ4ရက်နေ့အထိကျင်းပတယ်လို့သိရပါတယ်။ ်ဥက္ကလာပါစေတော်မြတ်ကြီးမှာ54ကြိမ်မြောက်မိုးကုန်းပြဿနာ9ရက်တရားစခန်းကိုမိုးကုန်းပြဿနာအဖွဲ့ချုပ်နယ်လက်ထမကတိကတာယာဝရီမြို့နယ်30မြို့ရွာမမိုးကုန်းကျောင်းတိုက်ဆရာတော်အရှင်တေစနိယကဓမ္မဒါနပြုတော်မူတယ်လို့သိရပါတယ်အဆိုပါမိုးကုန်းပြဒနာ9ရက်တရားစခန်းကျင်းပရနဲ့ပတ်သက်ပြီးမိုးကုန်းပြဒနာအဖွဲ့ချုပ်နယ်လက်ဓမ္မကတိကတာယာဝတီမြို့နယ်30မြို့ ။ရွာမှာမိုးကုတ်ကျောင်းတိုက်ဆရာတော့အရှင်တေစနီယကခုလိုမိန့်ကြားထားပါတယ်။ဒီတောင်ဥက္ကလာကဥဝင်းမြောင်ဒေါ်တိတာတို့ကတောင်းဆိုတာပေါ့လေ။တောင်းဆိုတော့သူတို့ကဒီကမဟာမုန်ိဂောဘကအဖွဲ့နဲ့တိုင်မင်ညှိနှိုင်းပြီးတော့သူတို့ခွင့်ပြုချက်ရလို့ဦးစင်းလက်ဒီမှာတောင်းဥက္ကလာပမြို့နေရလူတွေကိုဟောပြောခွင့်ရတာပေါ့ အဲ့ဒါကြောင့်မလို့ဒီကဒဂါကြီးတွေရဲ့ခွန်ပူချက်ကောသူတို့ခွန်ပူချက်နဲ့ခုနှစ်ရက်ပေါ့လေဒီနေ့ဒုတိယမြောက်နေ့ဟောခွင့်ရတာပေါ့လေတရားဘာဝနာပွားများဖြစ်တယ်ဆိုတော့ဟိုများသောအားဖြင့်လူတွေကတာယေသမီးစီဝါရေးတွေနဲ့ချိန်ကုန်ပြီးတော့တောကပရိဒီဝါနဲ့နေနေရတော့သူတို့ရဲ့အပူမီလေးတွေဆရာတော်ဘုရားကြီးရဲ့တရားလေးတွေနဲ့ငြိမ့်တက်ပြီးတော့အေးချမ်းမှုရတာပေါ့ သူတို့ကဒီထေရဝါဒသာသနာကြီးပြန်ပွားနေတဲ့အချိန်မှာဒီ MP3 တို့အဲ့လို FN တို့နားထောင်ရတာ ਨੇ သူတို့မှာမယောင်ရဲနိုင်ဘူးပေါ့အိမ်မှာနေတော့ตาစိတ်သမီးစိတ်အိမ်စိတ်တွေကလွှမ်းမိုးတော့သူတို့မှာထွက်ပေါက်ရှာတော့အခုလိုစကမ်းပွဲတွေဟိုဖွင့်ခွင့်ရတော့နေရာထိုင်ခင်းအဖြစ်လဲကြဲကြဲဝုန်းဝုန်းပေါ့လေ အဲ့တော့သူတို့မှာဘာကြီးရအလုတ်ကိစ္စမရှိတဲ့အတွက်ကြောင့်မလို့တရားကိုထဲထဲဝင်ဝင်လောက်တော့သူတို့မှာနှစ်ချိုက်တာသူတို့ရဲ့လွတ်လပ်ခွင့်ထွက်ပေါက်ရတာပေါ့များများလှုပ်ပေးနိုင်လေကောင်းလေဦးစင်းကတော့ဆရာတော်ဘုရားကြီးရဲ့တရားတွေကိုထေရဝါဒသာသနာကြီးပြန်ပွားအောင်ရယ်ပြီးတော့ခဏပရိစ္ဆသမုပ္ပါကြီးအကြောင်းအကျိုးဖြစ်တယ်ဆိုတဲ့ဟာလေးတွေပေါ့ဒီငါဆိုတဲ့ တကယ်ရဒိဋ္ဌိဆွဲပြုတ်ပြီးတော့မှလူတိုင်းလူတိုင်းဒီယုံနာနှစ်ပါးခန္ဓာငါးပါးပဲရှိတယ်အကြောင်းအကျိုးပဲရှိတယ်ဖြစ်ပြီးတော့ပြက်နေတာဒုက္ခသစ္စာပဲလို့ဒီဗုဒ္ဓဘာသာတိုင်းသိတဲ့နာကိုအဲ့လိုသိသွားတဲ့အတွက်ကြောင့်မို့လို့အင်မတန်ဝမ်းသာတယ်ကြည်နူးတယ်ပေါ့ပြီးတော့ဆရာတော်ဘုရားကြီးရဲ့သာသနာကိုဒီပရိပတ်သာသနာကိုထမ်းဆောင်ရတဲ့အတွက်ကြောင့်မို့လို့ကိုယ်မှလည်းလွတ်လန်းကျွလန်းနေရတယ် ဟိုများစွာရှိတယ်ဆိုတဲ့အကြောင်းပေါ့လေအဲ့ဒါလေးကြောင့်မလို့အင်မတန်ကြည်နူးတယ်ဝမ်းသာတယ်ကျဉ်တ်တယ်ပေါ့ဆရာတော်ဘုရားကြီးစိတ်ထဲမှာသူသိတယ်လို့ပေါ့လေအဲဦးဇင်းတို့လည်းအတတ်နိုင်ဆုံးစူးစမ်းပြီးတော့မှကိုသိတဲ့ဉာဏ်နဲ့တရားဓမ္မတွေကိုအဲ့လိုခေါ်ပြောရတော့အင်မတန်ဝမ်းသာတယ်ကို့မှာလည်းတစိမ့်တသေးတာတောကပရိဒီဝါတွေငြိမ့်နေဟိုအပူတွေငြိမ့်နေ လွတ်လန်းကျွလန်းလဲတွေ့တယ်ဘလို့ပဲဖြစ်ဖြစ်ဟိုဒုက္ခနဲ့တွေ့ကြုံလာလို့ရှိရင် ရေဆိုင်နဲ့အားတွေဖြစ်လာအဲ့လိုတွေကျေးဇူးတွေကတော့အများကြီးပေါ့လာပါစေတော်မြတ်ကြီးချောင်းခုနစုဖျားနဲ့အောင်တော်မူစေတော်မြတ်ကြီးမှာတရားစခန်းများကိုနှစ်စဉ်တကူးလာမှာကျင်းပတယ်လို့သိရပါတယ်။ဩကလပါစေတော်မြတ်ကြီးမှာ54ကြိမ်မြောက်မိုးကုပ်ပြဒနာ9ရက်တရားစခန်းကျင်းပတာနဲ့ပတ်သက်ပြီး ဩကလပါဇေဒော်မြတ်ကြီးရှီယောင်းခွနစုဖျားအောင်တော်မူဇေဒော်မြတ်ကြီးရဲ့ဂောပကအဖွဲ့ဥက္ကဋ္ဌဒေါက်တာအေးကိုကခုလိုပြောကြားထားပါတယ်အခုကျင်းပတဲ့ဒီဝိပဿနာတရားစခန်းကတော့ရွာမမိုးကုတ်ကျောင်းတိုက်30မြို့မှာရှိတဲ့ဆရာတော်အရှင်တေဇနိယ30အဲဆရာတော်ကနေဓမ္မဒါနပြုတော်မူတဲ့ဝိမိုးကုတ်ဝိပဿနာ9ရက်တရားစခန်းပဲဖြစ်ပါတယ် အရင်တော့ကတော့ကျွန်တော်တို့ကဒီဥက္ကလပသီတော်မြတ်ကြီးရဲ့နှစ်စဉ်ကျင်းပမြဲရတော့ပုံမှန်ကတော့ဧပြီလအတင်းညာကာလပေါ့နော်ဒီမှာကျွန်တော်တို့ကဝိပဿနာတရားစခန်းကိုအမြဲဖွင့်ပါတယ်သို့တော်လည်းအခုခါမှာတော့ဒီဈာဖြတ်ပြီးတော့ပေါ့နော်အဲဒီသဇောင်းနိုင်မိထုံးပွဲတော်မှာ အလူရှင်ဒီရကန်းပညာရှင်ဒေါ်တီတာနေပြီးတော့ ီမှာတရားစခန်းဖွင့်နေတဲ့ဆန္ဒလေးကိုဂောဘကဖွဲ့ကိုတင်ပြတဲ့အခါမှာဆရာတို့ဂောဘကဖွဲ့ကလည်းဇေယီတော်ကြီးရဲ့ဘုရားဘာသာသာသနာတည်တံ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုပြီးတော့အဲဒီဂျာကာလာမှာလည်းဆရာတို့တရားစခန်းလေးကိုဖွင့်မဲ့အစီအစဉ်ညှိနှိုင်းဆောင်ရွက်ပြီးတော့အဲအခုလိုဖွင့်ခြင်းဖြစ်ပါတယ်အဲဒီလိုတရားစခန်းဖွင့်တဲ့အခါမှာဆရာတို့ကအမျိုးသားယောဂီဆောင် နှစ်ထပ်ယောဂီဆောင်ကတော့ဆရာတို့မဟာမုဏိဓမ္မယုံကြီးရဲ့တောင်ပွဲမှာရှိတယ် အမျိုးသမီးနှစ်ထပ်ယောဂီဆောင်ကတော့မာမုနိဓမ္မယုံရဲ့အရှိတ်ဘက်ချမ်းမှာရှိတယ်ပေါ့နော်အဲအဓိကတော့ဟိုးတုန်းကတော့နှစ်ထပ်အမျိုးသမီးယောဂီဆောင်ရှိပေမဲ့အမျိုးသားယောဂီဆောင်တော့ဆရာတို့လက်ထက်မှာကိုဗစ်ကာလပြီးရနောက်ပိုင်းမှာဆရာတို့ကအဲဖွင့်လှစ်ဖို့အတွက်စီစဉ်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဆရာတို့အခုယောဂီတွေကိုတော့အမျိုးသား50ခန်းစတဲ့အမျိုးသမီး100ခန်းစတဲ့ပေါ့နော်အဲ့ဒါကိုဆရာတို့ကအဲဖွင့်မယ်ဆိုပြီးတော့ဆောင်ရွက်တာနဲ့အတူအခုလိုပေါ့နော်ဂျာဖြတ် ာကာလမှာလဲဒါဝိပဿနာတရားစခန်းတွေကိုအဖွင့်ဝင်ရတဲ့ကြောင့်လဲဆရာတို့လဲဒါဝမ်းသာကြည်နူးပါတယ်လာတူပဲပေါ့ဒီဖွင့်ပွဲတွေမှာပေါ့လူရှင်ကတော့အဲဆရာတို့အာယုံစုံနဲ့ဒီနေလဲစာတော့စွန်နေဦးလဲဒါလှူပါတယ်အဝင်စခန်းဝင်ကြီးအနေနဲ့ကတော့ဝိပဿနာတရားအဲဝင်မဲ့သူတော်စင်တွေအတွက်ကတော့ဆရာတို့ဘုရားကြီးအတွက်ကိုတပေါင်းခွဲဒါအတွင်းရပါတယ်เนาะဝီယာဝိဇ္ဇာ ဒါရေမီကိစ္စလေးတွေအတွက်ကိုဆောင်ရွက်ဖို့ပါပဲဒါကြောင့်မလို့ကျားတို့နောက်ဆိုလို့ရှိရင်လေဒီဘာသာသာသနာပြန်ပွားဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီးတော့ကျားတို့ဂောဘကအဖွဲ့ကနေပြီးတော့လာတူပေါ့နော်ဝိပဿနာတရားစခန်းတွေကိုဆက်လက်ပြီးတော့ဖွင့်ဖို့အစီအစဉ်ရှိပါတယ်လို့အကယ်၍များဒါတူတော်စင်အာဘာသာဝင် အပေါင်းပေါ့နော်လာရောက်ပြီးတော့ဥပဒေတရားစခန်းကိုဝင်ဖို့လဲဖိတ်ခေါ်ပါတယ် အဆိုပါမိုးကုံပြဿနာ900တရားစခန်းမှာအမျိုးသားအမျိုးသမီးယောဂီ60ကျော်တရားစခန်းဝင်တယ်လို့သိရပါတယ်။ဩကလာပါဇေယျတော်မြတ်ကြီးခြေအောင်ခုနှစုဖျားနဲ့အောင်တော်မူဇေယျတော်မြတ်ကြီးမှာအများပြည်သူ ကြီးညိုတရာပွားများစီဖို့အတွက်ဖျားစီရီများသာသနာ့ဘိမှန်တော်ကြီးနဲ့မဟာမုဏိဓမ္မယုံကြီးရခညီနောင်နဲ့ တရားစခန်းဝင်သူများအတွက်အမျိုးသားယောဂီဆောင်အမျိုးသမီးယောဂီဆောင်တို့ရှိတယ်လို့သိရှိရပါတယ်ရှင်။